အမလီအိုသမီးဟိုမှာဒီမှာထဲမှာစိန်ရိုးရှိရနော်တီရှာနဲ့ကိုဖြုတ်လဲမယူပါနဲ့ဟိုမောပြုတ်အောင်မယ်လို့ပြောတာ sorry sorry အမလီသမီးဒီနားလေးအေးအေးကောင်းလိုက်တာသမီးဒါပြီးမသူရှိန်နော်အော်ဟိုကကျမအခုကဟိုကျမတော်စမ်းစမ်းဝေးရှိန်မဆန်းဆန်းဝင်ချင်းအမလီသူ့ချင်းဆိုရင်တော့ပြန်နော် အမလီ तू က तू ခိုင်းရင်တော့ကောင်းတာ तू များခိုင်းကြည့်ပါလားငါ့ကိုပြောလိုက်မဖြစ်ရှင်ဟိုဟိုအစုခံရတဲ့ကိစ္စမရှိဘူးနော်ဆရာမရတယ်ဟိုဆာမတင်ရရင်ပြီးရောဟိုဆရာမနှိပ်ပေးမယ် အိမ်ထိလိုက်ပြီးတော့နှိပ်ပြီးဆိုလဲနှိပ်ပြီးမယ်လေအဲ့ဒီမဆန်းဆန်းဝေးရလေဆရာမကိုအမြဲတမ်းလိုက်ပြိုင်နာမပြောပြရမယ်ဆရာမမဆန်းဆန်းဝေးဆိုမှာဟိုနေပါနောက်ကိုကြည့်ထားအောင်နော်ဟိုလူလာနေမိနေမှာဆရာမတို့အတင်းပြောတာပြောပြမယ်အဲ့ဒီမဆန်းဆန်းဝေးနေဆရာမနေရလေဟိုးတီတီစီမာတွေကအတူတူတက်လာတာငယ်ငယ်ချင်းတော့မဟုတ်ဘူးပေါ့ကွယ်တက်ကလို့တက်မှအတူတူခင်လာတာတမျိုးနဲ့တရွာနဲ့ဆိုဆရာမနေတဲ့သူနေတဲ့တဒန်းနဲ့တခန်းနဲ့ပြီးကြလို့ရှိရင်အဆောင်ကလည်းအတူတူနေတာတခန်းနဲ့မှ အနေထိုင်ကဘလောက်ထိပတ်ဆက်လဲဆိုရင်ထမိန်တထဲကို900လောက်ဝတ်တယ်ကြမ်းဘလောက်နန်းစော်နေရမှာအခန်းထဲမှာလေအခန်းတကားဖွင့်မိရတယ်လေဖွင့်လိုက်အမလီသူ့အနန်းနေဆိုတာလေလှောင်ပိတ်နေပါဆရာမအတန့်ကြိုက်တယ်လေသိရမလားအတန့်ကြိုက်လို့လဲဆရာမအခုသင်္ဘောသားကတော်ဖြစ်နေတာကွယ်အခုချိန်ကြီး तू ကြည့်ပါလားအပြူကြီးဘွားနဲ့နေနေရတာကွယ်နည်းနည်းနောက်ကြည့်ထားလို့ဆရာမငါသမီးဟိုလာနေလူလာနေဦးမယ်တက်ကတူရောမဆိုလို့ရှိရင်လေဆရာမရီစာစောစောရပါတာကွယ်တက်ကတူဒီနေ့တက်တယ်နောက်နေ့ကျဆရာမရီစာတန်းရတာပဲ အဲ့တော့ဆရာမကိုလိုက်ပြန်တာနော်အမလီသူ့ရုပ်သူ့ရည်နဲ့မှအားမနာရီစာတယောက်ကိုလေရအောင်လိုက်ရှာပြီးတော့ရအောင်လိုက်တွဲတာတော့အမလီမကြပါဘူးပြတ်တာပါပဲအခုလဲမှကြည့်ဆရာမတို့ကြောင်းမှာကထိန်ဆိုပြီးတော့ခင်းတော့မယ်လေအဲ့ဒီကထိန်မှာဆရာမကလက်ဝက်လက်စာလေးဝက်ဖို့တိတ်မရှိတော့လို့ကွယ်အဲ့ဒါယောက်ျားကိုပူစာပြီးတော့ပတ်စံပို့ခိုင်းတာဟိုတနေ့ကဆရာမကမွန်ပြည်နယ်ရဲ့အကြီးဆုံးစိမ့်ဆိုင်ယုံဝက်ဒီမှာလေ စိန်နာကြီးလေးသွားကြည့်တာကွယ်အဲ့ဒါကိုနောက်ကနေဆရာမကိုလိုက်ရှောင်းတာနော်နိုင်ဆရာမသမီးနည်းနည်းကြည့်ထားအောင်နော်အနောက်ကိုဟိုလာပြီးရရှင်ဟိုတန်းနေမိနှုံမတို့အတင်းပြောတာလိုက်ပြီးရရှောင်းတာကွယ်အဲ့ဒါကိုလေအမလီအသေးအံနော်အင်းနဲ့သူလဲတဲ့နိုင်လုံပါတယ်ပတ်စံမပြည့်သေးလို့ဆူထားကဘယ်လောက်ရှိပြီလဲလို့မေးလိုက်တော့ကွယ်2000လဲပဲ2000ဆိုလို့ဆရာမကိုဩ3000များလာကွယ်ဘယ်ဟုတ်မို့ပတ်စံ2000ဆူထားတယ် ဆီယမရဲ့စိတ်နာကြီးက3400လောက်တန်တာလေဆီယမနာကြီးကလေမွန်ပြည်နယ်ရဲ့အကြီးဆုံးစိန်ဆိုင်ယွန်းဝတီမှာလှုပ်ထားတာယွန်းဝတီမှာအလဲစီတို့အယောင်8%ဆိုတော့ဘယ်အချိန်သွားရောင်းရောင်းဘယ်အချိန်လဲလဲဆီယမတို့တော့အဆင်ပြေလေဟုတ်တယ်မလားမသိမိနားလေးနဲ့အမလေးအိုသမီးဟိုမှာဒီမှာအထဲမှာစိန်ကြိုးရှိရနော်တီချာနဲ့ကိုဖြုတ်လဲမယူပါနဲ့ဟိုမမပြုတ်အောင်မယ်လို့ပြောတာဆက်ဒီဆက်ဒီဆီယမဆီယမတို့စစ်စစ်ဝင်လာပြီ ။တမီဆရာမတို့ပြောမှာပြောနေတော့။တရဝါရီကျမ်းမာကြပါစေချမ်းသာကြပါစေ။သူများမကောင်းကြောင်းနေမပြောတော့ဘူး။ Yeah.